ဝါရှင်တန်ကပြန်ပို့လိုက်တဲ့နိုင်ငံသားတွေကိုပြန်လည်လက်ခံဖို့လက်ဝဲဝါဒီတမရနီကိုလက်မာဒူရိုသဘောမတူရင်ဗင်နီဇွဲလားနိုင်ငံကိုပိတ်ဆို့တန်ခတ်မှုအသစ်တွေချမှတ်မယ်လို့အမေရိကန်နိုင်ငံသားရေးဝန်ကြီးမာကိုရူဘီယိုကအင်္ဂါနေ့မှာချင်းချောက်ပြောကြားလိုက်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာပြီးခဲ့တဲ့ရက်သက်သက်ပတ်ကုန်ကအသုံးပြုခဲ့လာတဲ့စစ်သွင်းကဥပဒေကိုအသုံးပြုပြီးဗင်နီဇွဲလားလူဆိုးဂိုင်းဝင်နေလို့ဆွဆွဲထားသူ200ကျော်ကိုအဲဇာဗေဒိုနိုင်ငံကို လေရင်နဲ့ပြန်ပို့ခဲ့ပါတယ်။ဒီရွှေပြောင်းဝင်ရောက်သူတွေတင်မကအမေရိကန်နိုင်ငံသားတွေကိုပင်လျှော့ဈေးနဲ့လက်ခံဖို့အဲဇာဗေဒိုနိုင်ငံကိုကန့်လန့်ခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကပြန်ပို့လိုက်တဲ့သူ့နိုင်ငံသားတွေကိုလက်ခံဖို့ဗင်နီဇွဲလားနိုင်ငံမှာတာဝန်ရှိတယ်။ဒါကဘာမှဆွေးနွေးစရာလည်းမလိုဘူး၊ငင်းခုန်နေစရာလည်းမလိုဘူး။ပြီးတော့ဘလို့စုမျိုးမှလည်းချစရာမလိုဘူးလို့ရူဘီယိုကလူမှုကွန်ရက် X မှာရေးပါတယ်။နောက်ထပ်ဘာမှစင်ကြေးပေးတာတွေမလိုဘဲနှောင့်နှေးကြံ့ကြောက်အောင်မလိုဘဲတောက်လျှောက်ပြန်ပို့နေတဲ့လေချောင်းခီးစင်တွေကိုလက်မခံဘူးဆိုရင်ပုံမပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့မှုအသက်တွေကိုအမေရိကန်ကချမှတ်သွားမယ်လို့သူကရေးထားပါတယ်။ ဗင်နီဇွဲလားလူမျိုးတွေရဲ့အခွင့်အရေးတွေကိုအကာအကွယ်ပေးဖို့ကုလသမဂ္ဂကို ပန်ကြားခဲ့တယ်လို့မာဒူရိုကတိန်လာနေတာပြောပါရယ်။အဲဇော်ဗေဒိုနိုင်ငံကိုပြန်ပို့ခံရသူတွေဟာပြန်ပေးဆွဲခံရသူတွေဖြစ်ပြီးသူတို့ကိုကယ်ဆယ်ဖို့နဲ့လုံခြုံစွာအိမ်ပြန်လာနိုင်ဖို့လှုံ့ဆော်သွားမယ်လို့သူကပြောသွားပါရယ်။ Republican တမရာကြီးအင်ဖြူရောပြန်ရောက်ပြီးမကြခင်မှာပဲမာဒူရိုက Trump ရဲ့အထူးကိုယ်စားလှယ် Richard Grenell နဲ့တွေ့ဆုံခဲ့ပါတယ်။ Richard Grenne နဲ့တွေ့ဆုံခဲ့ပါတယ်။ Washington နဲ့လက်တွေ့ကြတဲ့ဆက်ဆံရေးကိုလှုပ်လှူကြောင်းပြသတဲ့အနေနဲ့ပြန်ပို့ခံရမယ့်ရွှေပြောင်းဝင်ရောက်သူတွေကိုလက်ခံသွားမယ်လို့ကြေပေးခဲ့ပါတယ်။ဒါပေမဲ့အမာလိုင်း Republican ဥပဒေပြုအမတ်တွေရဲ့ဖိအားကြောင့်တဘောတူညီချက်ကိုအကောင့်ထဲပေါ်ဖို့ဂရိပြက်ကွက်တယ်လို့အလင်းမြန်မဲဆွဆွဲပြောဆိုပြီး Venezuela နိုင်ငံမှာလုတ်ကင်ခွင့်ပြုထားတဲ့ American ရေနံကုမ္ပဏီကြီးဖြစ်တဲ့ Chevron ကိုလည်းလုတ်ကင်ခွင့်ပယ်ဖျက်ခဲ့ပါတယ်။ ဒါဟာစီးပွားရေးအရအထည်နာအောင်လုပ်လိုက်တာပဲဖြစ်ပါတယ်ဒီလူတွေကိုနိုင်ငံတွင်းကနှင်ထုတ်တဲ့အမိန့်ကိုအမေရိကန်ပြည်အောင်စုတရားသူကြီးတူဦးကယာယီဆိုင်ငံ့မိန့်ထုတ်ထားခဲ့ပေမဲ့အဲဇာဗေဒိုနိုင်ငံကို ပို့ဆောင်တာကိုဆက်လုပ်ခဲ့တာဖြစ်ပါတယ်ထရန်ကအဲ့ဒီတရားသူကြီးကိုဆွဆွဲပစ်တင်ဖို့တောင်းဆိုခဲ့တာကြောင့်တရားသူကြီးချုပ်ဂျွန်ရောဘတ်ကသမ္မတကိုပြစ်တင်ချိန်မောင်းခဲ့ပါတယ် လူ့သောမီဒီယာကိုဆက်လက်ရပ်တည်နိုင်ဖို့ပြည်သက်တွေထောက်ပံ့ပေးမှာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizima TV YouTube Channel မှာမမဝီပေးခြင်းဖြင့်ဦးနှိုင်းကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။